အခုပြောမယ့်အကြောင်းလေးကတော့သွေးတွေးယောဂနဲ့ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း hypertension and lifestyle modifications အကြောင်းပဲဖြစ်ပါတယ်သွေးတွေးယောဂဆိုတာဘာလဲဆိုတော့တစ်ခုလုံးမှာရှိတဲ့သွေးလွှတ်ကြောတွေမှာသွေးဖိအားရေရှည်မြင့်တက်နေခြင်းဖြစ်ပါတယ်ပုံမှန်သွေးပေါင်ချိန်က အပေါ်သွေး120အောက်သွေး80အောက်ဖြစ်ပါတယ်အဲ့တော့အပေါ်သွေးက120က129ထိဖြစ်လာပြီဆိုလို့ရှိရင်သွေးတို့မဖြစ်သေးပဲနဲ့သွေးဖိအားမြင့်တက်နေပြီလို့ပြောလို့ရပါတယ်အဲ့ဒီအချိန်မှာရေးကြီးတာတော့အဲ့ဒီ lifestyle modification လို့ခေါ်တယ် ဘဝနေထိုင်မှုပုံစံပြောင်းလဲဖို့ကိုမဖြစ်မနေစတင်သင့်ပါတယ်အဆင့်နဲ့ hypertension မှာဆိုလို့ရှိရင်တော့အပေါ်သွေး130က139အောက်သွေး80က86 mm mercury ဖြစ်ပါတယ်အဲ့မှာဆိုရင် lifestyle modification ရဲ့ဆေးတောက်တဲ့မတောက်တဲ့အဆုံးဖြတ်ရမှာဖြစ်ပါတယ်မဆီကျူတို့အဲကြောက်ကန်ယောဂါတို့ရှိတဲ့လူမျိုးဆိုရင်အဲ့မှာဆေးတောက်တဲ့နေပါပြီ အာဆီယံဝန်နဲ့တိုင်ပင်ပြီးတော့တောက်ပါပါမယ် lifestyle modification ကတော့မဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်အဆင့်နဲ့ hypertension ဆိုတာကတော့အပေါ်သွေး140အောက်သွေး90အထက်ဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ lifestyle modification အပြင်ဆေးလည်းမဖြစ်မနေတောက်တဲ့နေပါပြီအဲ့တော့သွေးရိုးကိုထိမှုဘာကြောင့်အရေးကြီးလဲဆိုရင် သွေးရိုးရဲ့မထိနိုင်တဲ့အခါမှာနောက်ဆက်တွဲပြဿနာဖြစ်တဲ့လေဖြတ်ခြင်းနှလုံးသွေးကြောပိတ်ခြင်းကြောက်ကပ်ပျက်စီးခြင်းအမြင်အာရုံပျက်စီးခြင်းတို့ကိုဖြစ်စေတဲ့အတွက်ကြောင့်မလို့အဓိကအန္တရာယ်တွေရှိတဲ့အတွက်သွေးရိုးကိုထိမှုလိုအပ်ပါတယ်။ အဲ့တော့သွေးတို့ကိုမထိန်းနိုင်ဘူးဆိုလို့ရှင်ကိုလေဖြတ်တာတို့နှလုံးယောဂါတို့ကြောက်ကယောဂါဖြစ်ပြီးရင်လည်းကြောက်ကဆေးရတာမျိုးတွေဖြတ်ဖြတ်နိုင်ပါတယ်အဲ့သွေးရောယောဂါကိုဖြစ်စေတဲ့အကြောင်းတွေထဲမှာမပြောင်းလဲနိုင်တဲ့အချက်တွေအများကြီးရှိသလိုပဲပြောင်းလဲနိုင်တဲ့အချက်တွေလည်းရှိပါတယ်။အဲ့ပြောင်းလဲနိုင်တဲ့အချက်တွေကတော့အဝါလွန်ကျန်းလိုဟာမျိုးပေါ့နော်။အဲ့တော့အဲ့ဒါကိုဗာနဲ့တိုင်းလဲဆိုရင် BMI နဲ့တိုင်းပါတယ်။ BMI ဆိုတာကတော့ weight in kilogram divided by height အဲ meter square ဖြစ်ပါတယ်အဲ formula နဲ့တွက်လိုက်လို့25ကျော်နေပြီဆိုရင် overweight ဖြစ်နေပါပြီ30ကျော်ရဲဆိုရင်တော့အဝလွန်ကျင် obesity ဖြစ်နေပြီဖြစ်ပါတယ်နောက်ချက်ကတော့ဟိုကိုယ်လက်လှုပ်ရှားမှုနဲ့ပါခြင်းဖြစ်ပါတယ်ပြီးတော့အစားအသောက်မှာဆိုဒီယမ်တွေအလွန်ကျော်စားသုံးခြင်းမမှန်ကန်သောအစားအသောက်တွေစားသုံးခြင်းအရက်အလွန်ကျော်တောက်သုံးခြင်းဆေးရွက်ကြီးသုံးစွဲခြင်းနာတာရှည်စိတ်ဖိစီးမှုရှိခြင်းအိပ်ရေမဝခြင်းတို့ပါဝင်ပါတယ် အဲ့တော့အဲ့ဒီပြောင်းလဲနိုင်တဲ့အချက်တွေဟာအာအရေးကြီးပါတယ်အဲ့ဒါတွေကိုပြောင်းလဲဖို့အတွက်ဘဝနေထိုင်မှုပုံစံကိုအဓိကအဖြစ်ပြောင်းလဲဖို့လိုအပ်ပါတယ်အချက်၅ချက်နဲ့ခွဲပြီးတော့ပြောပါမယ် အဲအဲ့လိုဘဝနေထိုင်မှုပုံစံဘာကြောင့်ပြောင်းလဲဖို့လိုအပ်လဲဆိုတော့အဲ့လိုပြောင်းလဲခြင်းအပြင် systolic blood pressure ဟာ4 to 11 millimeter mercury ထိကိုရှော့ချနိုင်တဲ့အတွက်လူနောင်အားလုံးဟာဆေးတောက်တည်ဖြစ်စေမတောက်တည်ဖြစ်စေ lifestyle modification ကတော့မဖြစ်မနေအလုပ်သင့်ပါတယ်အဲ့တော့နံပါတ်1ကတော့အစားအသောက်ဖြစ်ပါတယ်ဆိုရင်အဓိကရှော့ရပါမယ်ကိုယ်လက်လှုပ်ရှားအားကစားမှု လုံပေးတင်ပါတယ်ကိုယ်လေးချိန်ရှော့ချတင်ပါတယ် BMI ကိုထိန်းတင်ပါတယ်ဆွဲလန်းစီတော့အရာဆေးရကြီးတို့အရက်တို့ကိုရှော့ရမယ်ရရပါမယ်စိတ်ဖိစီးမှုကိုရှော့ချရပါမယ်အေးရေဝအောင်အေးရပါမယ်အဲ့တော့နံပါတ်၁ဖြစ်တဲ့အစားအသောက်အစားအသောက်မှာ dietary approach to stop hypertension ဆိုတာကတော့သွေးရောဂါကိုရပ်တန့်မှုအစားအသောက်နဲ့ချဉ်းကပ်ခြင်းဖြစ်ပါတယ် အဲ့မှာဆိုရီယံရှော့ရမယ်ဆိုတာတော့လူတိုင်းသိကြပါဗျ။နောက်အရေးကြီးတာကတော့ပိုတက်ဆီယမ်တို့ကယ်လ်ဆီယမ်တို့မက်ဂနီဆီယမ်တို့ကြတော့ပို့ပြီးတော့စားပေးသင့်တာဖြစ်ပါတယ်။အဲ့ဒါတွေကျွဲဝါတဲ့အစာတောက်တရားတို့ဟင်းသီးဟင်းရွက်တို့တသီးဝလံတို့ကိုပို့ပြီးတော့စားပေးသင့်ပါတယ်။ဆိုရီယံရှော့ချတဲ့အခါမှာလည်းပန်းတိုင်ရတော့တနေ့ကို 1500 mg တက် short စားနိုင်ရတော့အကောင်းဆုံးဖြစ်ပါတယ်1300 mg တက်ပို့ပြီးတော့မစားသင့်ပါဘူး1500 mg sodium ဆိုတာစားလက်ဖက်ရည်စွန်းရဲ့3ပုံ2ပုံခန့်ပဲရှိပါတယ်အဲ့ဒါထက် short ပြီးတော့စားသင့်ပါတယ် အဲ့တော့ဆိုရီယန်ဆိုတဲ့ခါမှာစားရဲမကောက်အချိုးမုံတို့အသားမုံတို့စော်ဒါနဲ့ပွအောင်လုပ်ထားတဲ့အစားအသောက်တွေပါအကုန်ပါဝယ်ပါတယ်။စားများတဲ့အဓိကအစားအစားအသောက်တွေကတော့ process food တွေဖြစ်တဲ့ကြာရှည်ခံအောင်လုပ်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။ပြီးတော့ ready made အစားအစာတွေဖြစ်ပါတယ်။အဲ့ဒါတွေကိုတတ်နိုင်ရင်မစားသင့်ပါဘူး။ နောက်စားတောက်ဆိုင်မှာစားခြင်းကိုရှောင်ပြီးတော့အိမ်မှာပဲချက်ပြီးတော့စားတင်ပါတယ်။ပရိုတင်းမှာဆိုလို့ရှိရင်လည်း lean protein ဖြစ်တဲ့ကြက်သားတို့၅မျိုးမျိုးတို့ဟာ red meat ဖြစ်တဲ့အမဲသားတို့စိတ်သားတို့သိုးသားတို့ထပ်ဆောင်လို့ရှိရင်အစီပိုပြီးတော့နည်းပါတယ်။အစီ short စားဖို့ကလည်းနောက်ပြီးတော့ trans fat တွေအဲ့ဒါတွေကတော့တော့အချာရှိခံကိုလှုပ်ထားတဲ့စားတောက်တွေမှာလည်း trans fat တွေများတဲ့အတွက်မစားသင့်ပါဘူး။အစီကဘာကြောင့် short စားတယ်လဲဆိုလို့ရှိရင်သွေးရောသမားတွေဟာငိုရီးယားသူတို့ရဲ့သွေးကြောတွေဟာမပြော့ပြောင်းတော့ဘဲနဲ့ stiff ဖြစ်ပြီးတော့မားနေပါတယ်။သွေးကြောတွေမှာအားနည်းချက်ရှိပါတယ်။ အဲ့တော့အစီအိုစားလို့ရှိရင်အဲ့စီအဲ့ဆိုအထူးသဖြင့် transfer တွေအဲ့ saturated fat တွေဟာသူတို့ကသွေးကြောတွေထဲမှာအစီကဲလေးတွေပိတ်စေရပါတယ်အဲ့တော့သွေးကြောပိတ်တာတော့သွေးကြောပေါက်တာတော့ဖြတ်နိုင်တဲ့အတွက်အစီအိုလျှော့စားသင့်ပါတယ်နောက်ကစီတက်အချို့ကိုလည်းလျှော့စားသင့်ပါတယ်ဘာကြောင့်လဲဆိုရင် weight ကိုထိန်းနိုင်မှုဖြစ်ပါတယ် weight များပြီးတော့ obesity အဝလွန်နေလို့ရှိရင်သွေးတို့ပိုဖြတ်တတ်ပါတယ်နောက်စီးချိုနဲ့သွေးတို့နဲ့နှစ်ခုတွဲပြီးဖြစ်လို့ရှိရင်သွေးတို့တစ်ခုတည်းဖြတ်တာအထက်ပိုပြီးတော့နှလုံးရောဂါတို့လေဖြတ်တာတို့ ကြောက်ကရောဂါတို့ပို့ပြီးတော့ဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့အာအချို့လဲရှော့တတ်ပါတယ်အဲ့တော့ဒီကတော့အငန်ရှော့အစီရှော့အချို့ရှော့ပေါ့နော်အငန်နဲ့မကောင်းအစီနဲ့အချို့လဲရှော့ဖို့အရေးကြီးပါတယ် တော့အဲအငန်နဲ့အစာအစာတောက်တဲ့ငချောင်းငချမ်းတို့ငပိတို့အသားကြောက်တို့အဲ့လိုဟာမျိုးတွေနောက်ကြာရှည်ခံအောင်လှုပ်ထားတဲ့အစာတောက်မျိုးစီတုပ်ဘူးတွေနောက်ပြီးတော့ ready made အစာတောက်တွေပေါ့နော်အဲ့ဒါတွေ short တဲ့ရှောင်းတဲ့မှာတယ် healthy food တွေဖြစ်တဲ့ဆိုတော့ potassium နဲ့ calcium magnesium တို့ကြွယ်ဝတယ်အဲဟင်းသီးဟင်းရွက်တို့သစ်သီးဝလံတို့ကိုပို့ပြီးတော့များများစားသုံးပေးတယ်ပါတယ် red meat တက်ဆောင်လို့ရှိရင် red meat ဖြစ်တဲ့အမဲသားလိုအနေအောင်ရှိတဲ့အသားတက်ဆောင်ရဲ့ lean protein ဖြစ်တဲ့ကြံသားတို့၅မျိုးစုံတွေကိုပို့ပြီးတော့အစားပေးသင့်ပါတယ်နောက်ကိုကာယလှုပ်ရှားမှုကလည်းအရေးကြီးပါတယ်။လေ့ကျင့်ခန်းကိုတစ်ပတ်ကိုအလယ်အလတ်အချိန်ဟုန်ဖြင့် မိနစ်150လောက်လုပ်ပေးတင်ပါတယ်အလျက်လက်ဆိုတာကတော့လမ်းလျှောက်မဲ့ဆိုရင်လည်းဖြည်းဖြည်းလျှောက်တာမဟုတ်ဖ ೇನೆ brisk walking ပေါ့နော်ခက်မြတ်မြတ်ခတ်သွတ်သွတ်လျှောက်တာမျိုးပေါ့အဲ့တော့150မိနစ်2နာရီခွဲလောက်တစ်ပတ်ကိုလုပ်ပေးတင်ပါတယ်အဲ့လိုလုပ်ခြင်းအပြင်သွေးပေါင်ခြင်းကို4 to 8 mm mercury လောက်လျှော့ချနိုင်ပါတယ်အလေးမမဲ့ဆိုရင်လည်းတစ်ပတ်ကို2ရက်3ရက်လောက်မှပေးတင်ပါတယ်ကိုယ်လေးချိန်ထိန်းချုပ်ဖို့ကလည်းအရန်ရေးကြည့်ပါတယ် BMI ကို25အောက်ရအောင်လျှော့တင်ပါတယ်အဲကနဦးကိုလေးချိန်ကို5 to 10%လောက်လျှော့ချဖို့အရေးကြီးပါတယ် body weight 1 kg ရှော့ချတာတိုင်းမှာသွေးပေါင်ခြင်းက1 mm mercury အကြမ်းမြင် ရော့ချစေနိုင်ပါတယ်။နောက်ရေးကြည့်တဲ့တစ်ချက်ကတော့အကိုအလေးချိန်နဲ့မကောက်ခါလုံးပတ် weight circumference ကလည်းတော်တော်ကိုအခုနောက်ပိုင်းအရေးကြီးတယ်လို့ပြောလာကြပါတယ်။အမျိုးသားတွေမှာ100 cm အမျိုးသမီးတွေမှာ88 cm ထက်အဲပို့ပြီးတော့ကြောင်းနေပြီဆိုလို့ရှိရင်အရှိလေပိုင်းပြဿနာပေါ့နော်ခါလုံးပတ်တုတ်လာတာဟိုဘိုက်ပူလာတာအဲ့လိုဖြစ်ပြီဆိုလို့ရှိရင်သွေးတွန်းနိုင်တဲ့ chance ကပို့ပြီးတော့များပါတယ် အဲ့တော့လေးချက်ငန်းကတော့လမ်းလျှောက်တာတို့ရေကူးတာတို့ aerobic ကစားတာတို့အလေးမာတာတို့တခုမဟုတ်တခုပေါ့အဲ့ဒါကိုလုပ်ပေးတင်ပါတယ်။နောက်ဆွဲလန်းစေတဲ့အရာတွေဆေးရွက်ကြီးတိုးဘက်ကိုဟိုလုံးဝဖြတ်တောက်တောက်တင်ပါတယ်။ အဲဆေးလိပ်ဆေးရွက်ကြီးမှာဗားရနီကိုတင်းတန်ဟာသွေးပေါင်ခြင်းကိုလည်းရုတ်တရက်ချက်ချင်းမြင့်တက်စေနိုင်ပါတယ်။ပြီးတော့သွေးကြောတွေကိုလည်းမာကျောစေတဲ့အတွက်သေးကြောတွေရဲ့ကျန်းမာရေးကိုလည်းမကောင်းဘူးပြီးတော့ဆိုးွားစေနိုင်တယ်ပေါ့နော်။နောက်အရက်အယ်ကိုဟောကိုလည်းတတ်နိုင်ရသင့်ပါတယ်။မရရင်လည်းရှော့တောင်းတင်ပါတယ်။အမျိုးသားတွေဆိုရင်တနေ့ကိုနှစ်ခွက်အမျိုးသမီးဆိုရင်တနေ့ကိုတစ်ခွက်ထပ်ပို့ပြီးတော့မတော့တင်ပါဘူး။အဲ့ဒီလိုအရက်နဲ့ဆေးလေးဖြတ်တောက်ခြင်းရှော့ချခြင်းအပြင် systolic blood pressure ကို4 mm mercury တုံးမှုထိုးထပ်ပို့ပြီးတော့ရှော့ချပေးစေနိုင်ပါတယ်။ နောက်စိတ်ဖိစီးမှုနာတာရှည်စိတ်ဖိစီးမှုကလည်း sympathetic nervous system ကိုလှုံ့ဆော်ပြီးတော့သွေးကိုတိုးစေနိုင်ပါတယ်။အဲဒါကြောင့်စိတ်ဖိစီးမှုကိုလည်းလျှော့ချပေးဖို့လိုအပ်ပါတယ်။ယောဂကျင့်ခြင်းတရားထိုင်ခြင်းတို့ကဲ့သို့စိတ်ဖိဖိစီးမှုစိတ်ဖိစီးမှုလျှော့ချစေတဲ့အကျင့်တွေကိုလည်းလေ့ကျင့်ပေးနိုင်ပါတယ်။နောက်အိပ်စက်ခြင်းကလည်းညစဉ်ကြတိုင်း9နိုင်ရနေ9နိုင်အထိရည်သွေးရှိတဲ့အိပ်စက်ခြင်းကိုအိပ်စက်နိုင်အောင်ကြိုးစားပေးဖို့လိုအပ်ပါတယ်။အဲဒီထက်မှသတိပြုဖို့တစ်ချက်ကတော့ obstructive sleep apnea ဆိုတဲ့ယောဂဟာသွေးတို့နဲ့တွဲနေရပါ ါတယ်အဲ့ဟာကဘာလဲဆိုရင်အဝလွန်တဲ့လူတွေမှာညဘက်အရန်ဟောက်တယ်ဆိုရင်သူတို့မှာအသက်ရှူလမ်းကြောင်းဆိုတယ် obstructive sleep apnea ဆိုတဲ့ယောဂများရှိနေမလားဆိုပြီးတော့စစ်ဆေးကြည့်သက်ပါတယ်ရှင်းရတော့အဲ့ယောဂကိုကုမှပဲသွေးတို့ထိန်းနိုင်မှာဖြစ်ပါတယ်အဲ့တော့ယောဂကျန်နာတို့တရားအားထုတ်တာတို့လည်းလေ့ကျင့်ပေးနိုင်ပါတယ် နောက်အရေးကြီးတဲ့တစ်ချက်ကတော့ home blood pressure monitoring ခေါ်တယ်။အိမ်မှာသွေးပေါင်ခြင်တိုင်းမှုဟာအရင်အရေးကြီးပါတယ်။အဲ့လိုသွေးပေါင်ခြင်မှန်မှန်တိုင်းမှာပဲကိုယ့်ရဲ့သွေးတို့အခြေအနေဘယ်လိုရှိတယ်၊ကိုယ့်ရဲ့ဒီလိုအာဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ဆေးတောက်ခြင်းတို့ဟာထိရောက်မှုရှိမရှိဆိုတာကိုသိနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့သွေးထိုးတဲ့ခါမှာလည်းနီလမမန်နဲ့တိုင်းဖို့လိုအသွေးသွေးပေါင်ရင်တိုင်းတဲ့ခါမှာလည်းအဲနီလမမန်တိုင်းတောက်ဖို့လိုအပ်ပါတယ်5မိနစ်လောက်နားပြီးမှတိုင်းတာလက်ကိုနှလုံးနဲ့အဲ level တစ်ခုထဲမှာရှေ့ကိုတေချာဆန်တန်းပြီးတော့တိုင်းတာတို့အဲ့လိုမျိုးကိုမမန်ကန်ကန်လုပ်ပေးရပါမယ်။နောက်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကိုလည်းတေချာတောက်ဖို့လိုအပ်ပါတယ်။အဲ့လိုတေချာမလိုက်နိုင်လို့ရှင်လည်းပဲအဲအဲသွေးထိုးကိုမထိန်းနိုင်ဘူးဖြစ်ပါလိမ့်မယ်ဖြစ်ပါတယ်။နောက်အဲ ဆေးတောက်တာအာမမှန်တဲ့လူမျိုးဆိုလို့ရှင်နှစ်ကြိမ်တောက်မဲ့စားတစ်ကြိမ်တောက်တာနောက်ပြီးတော့မတားနိုင်တဲ့လူတွေဆိုလို့ရှင်လည်းဈေးသက်သာတဲ့ဆေးတွေကိုပြောင်းပြီးတောက်တာမျိုးကိုဆရာဝန်နဲ့တိုင်ပင်ပြီးလုပ်လို့ရပါတယ်အနည်းချုပ်အားဖြင့်ပြောမယ်ဆိုလို့ရှင်ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းဟာသွေးတို့ကိုထိန်းနိုင်ဖို့အတွက်အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်ဆိုရီယံစားကိုရှော့ချရှော့ပြီးတော့စားခြင်းကြာရှည်ခံတဲ့အစားစား ready made အစားစားတွေကိုရှောင်ခြင်းညင်ဟင်းသင်းရွက်တသေးဝလံများပို့စားပေးခြင်းအစီလျှော့ခြင်းအချိုလျှော့ခြင်း အဲအပြန်ထွက်ပြီးတော့စားရတာထက်စားရင်အိမ်မှာချက်စားခြင်းလေးချံကကိုလက်လှုပ်ရှားလေးချံကလှုပ်ပေးခြင်း body weight ကိုထိန်းခြင်းဆေးရွက်ခြင်းနဲ့အရက်ဖြတ်တောက်ခြင်းတို့ကိုအလေးပေးပြီးတော့ပြုလုပ်သင့်ပါတယ်။အိမ်မှာသွေးပေါင်ခြင်းတိုင်းတိုင်းမှုဟာလည်းရေရှည်အဲသွေးပေါင်ခြင်းထိန်းမှုအတွက်ကိုအစီအမခံခွဲဖို့အတွက်ကိုမဖြစ်မဖြစ်လှုပ်သင့်တာဖြစ်ပါတယ်။